ဟယ်လိုအားလုံးမင်္ဂလာပါဆိုရင် English မှာပြန်လဲကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးက mix conditioner video လေးပါရှေ့ကပြပြပေးသွားတဲ့ conditioner video လေးကိုမကြည့်ရသေးရင်ကြည့်စေလိုပါတယ်အဲ့ထက်မှာအသေးစိတ်ရှင်းပြထားပြီးအဲ့ဗီဒီယိုနားလည်မှာဒီဗီဒီယိုကအကြောင်းဝင်ပါပါဒီဗီဒီယိုတော့ကျမအနေနဲ့တော့ရှုပ်တတ်တဲ့အတွက်ကြောင့်မလို့ပေါ့ pre intermediate ရဲ့အထက်တွေအတွက်ဆိုရင်ပိုပြီးတင်တော့ပါတယ် တိတ်တော့မကြပါဘူးအရင်ရှေ့ပိုင်းကဗီဒီယိုပြောပြပြီးသွားပြီးတော့ကျွန်မပြောမယ်လို့ကတိပေးထား၃နှစ်ပဲကြာပါတယ်ဒီ mix condition နဲ့မျိုးရေကျွန်မဘလို့မျိုးနားလည်သွားလဲကိုယ့်ကိုယ်တောင်မတွေးတတ်ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်မအခုသင်ပြပေးမယ့်အဥ္စာရတော့ကျွန်မမပြန်လေးလာပြောမိကွန်းထုတ်စီရတယ်အများကြီးရှိရရှုပ်တဲ့အတွက်ကြောင့်ကိုကိုနိုင်ကဘလို့နားလည်မှမသိတော့မသူမြောက်ပြောပြဖို့မှာအဲ့တတော်ကိုတော်တော်အခက်အခဲဖြစ်တယ်ကျွန်မနည်းနည်းတော်တော်များများဒီအရ research လုပ်လိုက်ရတယ်တခြားရှေ့ပိုင်းကသင်တဲ့ English teachers တွေကအများကြီးဗီဒီယိုကြီးကြရတယ် ဲ့ကျမတို့မြန်မာမှုနဲ့တွေ့လို့ရှိရင်တချို့အကြောင်းအရာတွေကမေးခွန်းထုတ်စရာတွေများလွန်းတယ်နားမလည်ဘူးအဲကြောင့်ကျမအဲ့ဒါကို share နေနဲ့အခုမှ video လေးလုပ်ဖြစ်သွားတာအဲ့တော့ဒီ video လေးရနေအနေနဲ့ညာနဲ့ကြည့်ရှုသူတွေနားလည်ပါစေလို့ကျမမျှော်လင့်ပါတယ်သဘောတရားလေးကိုကျဉ်းချုပ်လေးပြန်နှိမ့်ကြပါမယ် If it rains tomorrow I will stay home မနေ့ပတ်မိုးရခဲ့လို့ရှိရင်အိမ်မှာနေမယ် if necessary the clause ကိုကျွန်တော်ရတာ condition ကိုခေါ်တယ် conditions ဆိုအခြေအနေကိုပြောတာ situation နဲ့အတူတူပဲနောက်ကစာကြောင်းကဒီလို အခြေအနေကြောင်းမို့လို့ဒီလိုရလက်ဖြစ်လာတယ်ဆိုတာမျိုးပြောတာသူ main clause လို့ခေါ်တယ် she how if clause လို့လည်းခေါ်တယ်ပေါ့နော်ဒီနေသားလေးမှာဆိုလို့ရှိရင်ချစ်သူကောင်းလေးရကောင်မလေးကိုအချိန်ပေးဖို့ဆက်သွဲဖို့ဒါတွေကိုမိမိနေတဲ့တော့ကောင်မလေးကစိတ်နှောက်ရှက်ဖြစ်တဲ့အနေအထားမျိုးဖြစ်တာမျိုးလေး နမူနာလေးပေးပေးပြီးတော့ conditioner လေးပြန်ပြီးနှွေးပါမယ် zero conditioner you know, ဒါကဘာကိုပြောလဲဆို general truth လုံးဝစဉ်လုံးကြောမှန်နေတဲ့ဥစ္စာ fact เนาะဒါမှမဟုတ်လုံးလေးလောက်တာ shit habits တွေကိုပြောတာ if couples don't talk openly misunderstandings happen အတွဲတွေက ပွန့်ပွန့်လင်းလင်းတယောက်နဲ့တယောက်မပြောဆိုကြဘူးဆိုလို့ရှိရင်နားလည်လွယ်မာမှုတွေကဖြစ်မယ်။ဒါတေချာပေါက်ကျင်းတွေဖြစ်မှာ။ဒီဥစ္စာတွေကျမတို့ timeline ရှိပဲကျွန်တော်မှန်တဲ့အကြောင်းအရာတွေဖြစ်တဲ့နှုမနေအရှိဘက်ကထွက်တယ်လို့ပုံစံမျိုး။ကျမဒီနေ့ပြောလဲပွန့်ပွန့်လင်းလင်းစကားမပြောကြရင်ရန်နားလည်မှုလွယ်မာမှုကဖြစ်မှာပဲ။မနေ့ကပြောလဲဖြစ်မှာပဲ။နောက်ရှေ့လျှောက်ပြောလဲဖြစ်ကြမှာပဲ။အဲ့လိုသဘောမျိုးပြောတာပေါ့နော်။အဲ့တော့သူရဲ့ tense ပုံစံ if clause my verb 1 now ka main clause my verb 1 at tone first condition เนี่ยจ้ะတော့အခု present မှာလောက်လိုက်တဲ့အခြေအနေတရက်ကရှေ့လျှောက်အနာဂတ်မှာဖြစ်နိုင်ခြေရှိတယ်ဖြစ်နိုင်ဖို့လဲများတဲ့အနေထားရှိတဲ့ကြောင့်မို့လို့သူ real future possibility ဖြစ်တယ်လို့ပြောတာပေါ့နော် if he forgets our date again i would be really upset ငါတို့ချင်းတွေ့ဖို့ရက်ကိုတူတာမေးခဲ့မယ်ဆိုရင်တော်တော်လေးစိတ်ဆိုးမိမှာဒီမှာကျွန်မ timeline နမူနာလေးကိုဒါအမှန်ပြီးပြထားပေးရပါတော့ ဒီပါဇက်လေးနဲ့ဥစားဒါစကားပြောတဲ့ခုလက်ရှိကောင်မလေးကပြောနေတဲ့ present အချိန်အတွင်းမှာ c ဆိုတော့ condition ကိုပြောတာဒါ if clause နဲ့စတာကိုကျွန်တော်က condition clause လို့ခေါ်မယ်ပေါ့နော်နောက်ကဥစား result လို့ခေါ်ရတဲ့အားလေးနဲ့ကျွန်မရေးထားရပေါ့နော်။ဒါကကျွန်တော်တို့ဘာမှဖြစ်မလာသေးဘူး။ခုလက်ရှိနေသားမှာသူရာထက်မိခဲ့မယ်နော်ဆိုရင်တော့နော်။ ဒါဖြစ်လာနိုင်တယ်ဆိုတာမျိုးပြောတာဒီမှာဘာ confuse ဖြစ်စရာရှိလဲဆိုလို့ရှိရင်ဒီ if clause မှာ if he forgets လို့တောက်ထားတာ present simple verb one နဲ့တောင်းရင်ဒါ present နေရာမှာ C လေးရရှိနေရမှာမဟုတ်ဘူးလားလို့ကျွန်တော်တို့မေးစရာရှိရပါတော့ဒီ conditional ရရှုပ်တက်စေတဲ့အရာကဘာလဲဆိုစာကြောင်းရဲ့ verb tense ကိုအယုံဆိုင်တာမဟုတ်ဘဲနဲ့ context အကြောင်းအရာဘယ်နေရာမှာဘလို့အဓိပ္ပာယ်နဲ့ဆိုလို့ပြီးပြောလဲဆိုတာပေါ့ကျွန်တော်တို့ကမူတည်ပြီးဆုံးဖြတ်တယ်ပေါ့နော် miss condition နဲ့အဓိကရှုပ်တက်ချက်ကလည်းအဲ့အချက်ကလေးတွေပေါ်တရားလေးကို နားမလဲကိုဆိုလိုချင်တဲ့တိတ်ပဲကိုပဲအာယုံဆိုင်ရတာပေါ့နော်ဒီနေ့တိုင်းလေးမှာကျတော့ make it လို့ရှင်ရင်ဆိုတော့ the future ဘက်ကိုကြာတယ်နောက်တစ်ခုကလည်း future သဘောကိုကြာတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒါ future နေရာလေးမှာမှန်ပြီးထည့်ထားတဲ့သဘောပါ zero နဲ့ first conditioner ကိုကျွန်တော်တို့ real လို့သတ်မှတ်တယ်ပေါ့နော်တကယ်ဖြစ်နိုင်ခြင်းရှိတယ်ဖြစ်တဲ့မှန်တဲ့ဟာတွေလို့ကျွန်တော်တို့ယူဆတယ်တကယ်မမှန်တဲ့ unreal situation တွေကဘာလဲဆိုအခုပြောမယ် second conditioner နဲ့ third conditioner တွေတရားတွေကအရေးကြီးပါတယ်ဘာလို့ပြန်ပြီးနှွေးရလဲဆိုဒီနှစ်ခုကကျွန်မခုပြောမယ် mix conditioner နဲ့ဆက်ဆက်တဲ့အတွက်ကြောင့်မလို့ပါအခု second conditioner ကနင်နာဒီလို့ဆိုလို့ရှိရင်လေဒီလိုဖြစ်မှာအဲ့လိုမျိုးအမြဲတမ်းပြောရနေရမှာတုံးတယ်တကယ်လည်းမဖြစ်ဘူး if he can more he would make time for me သူတော့ပိုး use ခဲ့မယ်ဆိုလို့ရှိရင်ငါ့ကိုချိန်ပိုးပေးမှာပေါ့အခုလက်ရှိပြောနေတဲ့ချိန်သူပိုးပြီးတော့ use လာ use ဘူးမဖြစ်နေဘူးနောက်ပြီးတော့အချိန်ရောပိုးပေးနေသေးလားအပေးဘူးဒီလိုဖြစ်ခဲ့ရင်ဒီလိုဖြစ်မယ်ဆိုတော့ကျွန်တော်ကဒါ hypothetical situation နဲ့စိတ်ကူးရင်စမ်းတဲ့အတွင်းနဲ့ပြောတဲ့ဟာလေးလို့ကျွန်တော်ကယူဆတယ်။သူ့ရဲ့ tense ပုံစံလေးက if clause နဲ့မှာ verb 2လိုက်ရပြီးတော့ကြတော့နောက်က tense လေးမှာ would plus verb 1နဲ့တောင်းတယ် ီ third conditioner လဲဒါမှန်မှန်တဲ့အရာတွေပဲအတိတ်မှာပြီးခဲ့တဲ့ဟာတွေတခုမှဖြစ်မလာဘူးနောက်တစ်ခုကအဲ့လိုနောင်တရတဲ့အနေအထားမျိုးတွေမှာပြန်သုံးတဲ့ pattern လေးပေါ့နော် if he had remember our anniversary we wouldn't have argued သူကငါတို့နှစ်ပတ်လည်နေကိုမှတ်မိခဲ့မယ်ဆိုရင်ငါတို့ရန်တက်မိခဲ့မှာမဟုတ်ဘူးသူ condition အမှန်လည်းမှတ်မိခဲ့ဘူးရန်တက်ခဲ့လားဆိုရန်လည်းတက်ခဲ့တယ်နော်အဲ့ဒီဘောမျိုးကိုပြောတာ ကျွန်မ timeline မှာပြထားတာအမားပါလို့ချက်ထားရလဲဆိုတော့အခုနှစ်ခုလုံးကနှစ်ပိုင်းလုံးကပြောထားတဲ့စာကြောင်းနဲ့မကိုက်ညီတဲ့အတွက်ကြောင့်ပေါ့လို့သူ့ရဲ့ pattern လေးက she if clause မှာ had plus verse 3နောက်က main clause မှာ would have verb 3နဲ့သုံးတယ်။အဲ့မှာ would is a could တို့သုံးလို့ရလားဆိုတာရယ်လဲသုံးနိုင်ရှိရတယ်။ဒါပေမဲ့ဒီနေရာမှာကျွန်မ would ကို focus လုပ်ပါမယ်။ conditional နဲ့ result ကအချိန်သဘောတရားလေးကိုနားလည်အောင်ဒီအားလေးနည်းနည်းလေးတစ်ချက်တော့ထပ်ပြန်ဖြည့်ဆွဲပြောလို့ပါရတယ်။ second condition တော့ if နဲ့ share စာကြောင်းကအများနဲ့ present condition ကိုလက်ရှိပြောနေတဲ့ condition အခြေအနေကိုပဲညွှန်းညွှန်းတာဖြစ်ရမယ်။နောက်ကဟာနှစ်ခုဖြစ်နိုင်တယ်။ဘာလို့ဆိုလို့ခြင်းလဲဆိုတော့ contest ပုံမှန်မှုတည်တယ်။ present result ဖြစ်နိုင်တယ်လို့ future result ဖြစ်နိုင်တယ်ဥပမာဒါပါတော့ဒီစာကြောင့်အရာဆိုကျွန်မရှင်းအောင်ပြောကြည့်မယ်ဆိုရင် he would make time for me now လို့ထင်တာ present result ပဲအခုငါ့ကိုအချိန်ပို့ပေးမှာပေါ့ future ကိုပို့ပြီးရင်းနှီးရင်နာနောက်တော့သူရှင်းအောင်ပြောခြင်းနဲ့ဆိုရင် he would make time for me soon အဲ့ဒါ data was about that's a future result ဖြစ်သွားမယ်အဲ့လိုသဘောတရားလေးကြောင့်နှစ်မျိုးဖြစ်နိုင်တယ်လို့ပြောတာပါဒါပေမဲ့တတိထားစီခြင်းနာပါလဲဆိုလို့ရှိရင် second condition နဲ့မူရင်းက present condition present result မှာမဟုတ် future result ဖြစ်ရမယ် third condition နဲ့ကြတော့ past condition past result ဖြစ်ရမယ် mixed condition နဲ့ဆိုရဲဖြစ်လာတဲ့ pattern တစ်ခုက second condition နဲ့ရှေ့ပိုင်း third condition နဲ့နောက်ပိုင်းရောတာတစ်မျိုး third condition နဲ့ရှေ့ပိုင်း second condition နဲ့နောက်ပိုင်းရောတာတစ်မျိုးအဲ့လိုနှစ်မျိုးထွက်လာတတ်တယ်အဲ့လိုနှစ်မျိုး pattern လေးပြောင်းလာတဲ့ကိုအတိတ်ပဲလေးနည်းနည်းလေး꿰သွားတာလေးရှိတဲ့တဲ့ကို example လေးပြပါမယ် if he cared more we wouldn't have argue ဒူရာဂူဘိုဆိုင်မဲ့ဆိုရင်ငါတို့ရန်တက်ဖြစ်ခဲ့မှာမဟုတ်ဘူးခုကူးဆိုင်လာမပြေဆောင်မလုံးလာဘူးအဲကြောင့် train line လေးမှာ condition ကကူးမဆိုင်နေဘူးအဲကြောင့်ပြောတာရန်တက်ခဲ့လာရန်တက်ခဲ့တဲ့ result ကရန်တက်ပြီးခဲ့ပြီနောက်တစ်ခုက third condition နဲ့ second condition နဲ့နောက်ပိုင်းလေးကိုရောတာ if he had remember our anniversary he would make time for me now အခုအချိန်ပေးလား ဘဇကမပေးဘူး present situation မှာမကောမမိခဲ့လားမမမိခဲ့ဘူးဒါကြောင့်သူ past condition present result ဆိုပြောကြတာကျွန်တော်မှတ်ယူတယ်ဘဇကျောင်းကအပိုင်းနှစ်ပိုင်းလုံးမှာမတူတဲ့အချိန်ကာလနှစ်ခုရောထားတဲ့အတွက်ကြောင့်မလို့ပါဒါကြောင့်ရှေ့ကပြောခဲ့သလို verb tense ကိုအယုံမဆိုင်ဖက်နဲ့ဆိုလိုချင်တဲ့အတိတ်ပဲပါလဲ ပြောနေနေတာအချိန်ကာလကဘာလဲဆိုတာကိုပို့ပြီးအယုံဆိုင်စေလိုပါတယ်။အခုကျွန်မရှင်းပြနေတဲ့အချိန်ကာလသဘောတရားတွေကမမတ်မီလဲဘာမှမဖြစ်ဘူးကိုယ်ဆိုလိုချင်တဲ့အတိတ်ပဲကိုသိရင်ပြီးတာပဲ။အချိန်ကာလရဲ့ကျွန်တော်တို့ဘယ်လိုသုံးသပ်လဲဆိုတာ if clause ကတနည်းအားဖြင့်ဒါ cause and effect result ပဲ။ if ကလိုလိုက်တဲ့ဟာဒါပြုလုပ်လိုက်တဲ့အကြောင်းအရာဒါကြောင့်ဒီလိုပြုလို့လို့ result ဆိုတာထွက်လာတယ်။ ဲ့တော့ကြောင့် condition က present လား past လားကိုအရင်ဆုံးစဉ်းစားတယ် if clause မှာ again had plus verb 3 solution အဲ့ဒါ past again verb 2နဲ့ solution အဲ့ဒါ present ကိုပြောတာ condition ရပါတော့နောက်တစ်ခု result အနေနဲ့မှာဆို would plus verb 1ဆိုတာ present the future result ဖြစ်နိုင်တယ် would have plus verb 3ဆိုတာ past result ဖြစ်နိုင်တယ် ီမှာကျွန်မမပြောအရင်ဆုံးခဏလောက် pause လုပ်ထားပြီးတော့1 2 3ကို condition ဆိုလို့ရှိရင်ဒါဟာ present condition လား past condition လားနောက်ကပါရ result ဆိုလို့ရှိရင်ဒါ past result လား present result လားဆိုတာစဉ်းစားပြကြည့်ပါဟုတ်ပြီဒါလေးရတော့ဖြေပါ ကျမကဒါစားကြောင်းတကြောင်းချင်းစီပြောထားတဲ့အတွက်ကြောင့်တကြောင်းချင်းစီမှာ contest အကြောင်းအရာအခြေအနေကိုသဘောတရားကိုနားမလည်နေဘူးတုံးနဲ့တူပြောနေတဲ့ဥစ္စာမှာပါကြောင်းပြောနေတယ်မသိဘူးဒီလိုဖောက်ပြီးတကြောင်းနဲ့ပြောရတာဆိုရင်တော့ရှုပ်တတားလေးရှိတယ်ပေါ့နော် if i were more confident he would have asked out သူကအခုချိန်မှာ confident ပေါ်ပြီးရှိခဲ့မယ်ဆိုလို့ရှိရင်ကောင်မလေးကို date လုပ်ဖို့သူ ပြောခဲ့မှာပဲ if she had studied medicine she would be a doctor today ဒီကမာလေးကစိတ်နဲ့ပတ်သက်တာကိုလေ့လာခဲ့မယ်ဆိုလို့ရှိရင်အခုချိန်ဆိုဆရာဝန်ဖြစ်နေလောက်ပြီ If I were more careful with my money I wouldn't have gone broke last year ပတ်စကူရာ queue design နဲ့အသုံးပြုကိုကြည့်ခဲ့မယ်ဆိုလို့ရှိရင်မနစ်ကဒီလိုအချိန်မျိုးမှာဆိုလို့ရှိရင်ငါချွတ်ချွတ်ခြုံသွားမှာမဟုတ်ဘူး No broke ဖြစ်သွားတဲ့ငွေပြတ်သွားတာမျိုးစင်ရဲသွားတာမျိုးအဲ့လိုနေထိုင်မျိုးပြောတာပေါ့နော် exercise လေးအနေနဲ့အခုကွက်လက်လေးကိုဖြည့်ဖို့အောက်က ABC တွေကမှန်တဲ့တစ်ခုကိုရွေးပေးပါ ဖြည့်မှတ်က A ဖြစ်ပါတယ် if you had accepted that job you would be miserable now ဒီလောက်ကိုလက်ခံခဲ့မယ်ဆိုလို့ရှိရင်နင်ခုလောက်ဆိုရင်တော်တော်လေးစိတ်ပြည့်နေတော့ပြီ B နဲ့ C ကိုဘာလို့မြည်လဲဆိုလို့ရှိရင် if clause မှာ would နဲ့မလိုက်ရပါဘူး အဲမဟုတ်ဘူးအဲ့လိုစာကြောင်းတွေတွေ့ဘူးရယ်လေဆိုပြီးပြောရင်အဲ့ဒါတွေကယဉ်ကျေးသမှုကျမတို့မေးတာတို့အကြံပေးတာတို့ဒါမျိုးတော့ဥမာပြဆိုလို့ရှိရင် if you would take a seat the doctor will see you soon ဆိုတာကျမတို့ instruction ပေးရတရားကိုမေးတဲ့သဘောမျိုးဒါကျမတို့ချမ motive ဒီမှာသုံးတဲ့သုံးနှုန်းမျိုးလေးပေါ့နော်ယဉ်ကျေးတဲ့ instruction လို့မျိုးသုံးတာ number 2ဖြေပါမယ်ပြင်မှန်ကပြီးပါ if we hadn't lost the map yesterday we would know where we are now မြေပုံနာမနေ့ကမပြောက်ခဲ့ဘူးဆိုလို့ရှိရင်ငါတို့အခုဘယ်မှာရှိနေမလဲသိရမှာပေါ့အခုသိလားမသိဘူး well no ဘာလို့မပြောလဲဆိုတော့ now ဆိုတဲ့ present situation မျိုးပြတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ future အနေနဲ့သုံးတာမဟုတ်ဘူး would have known ကိုဘာလို့မရွေးလဲဆိုရင်တဘောတရားဘာသာပြန်ကြည့်လို့ရှိရင်အတိတ်ပဲနည်းနည်းမရှိတဲ့အတွက်ကြောင့်ပေါ့နော်။ငါတို့ရေမနေ့ကမြေပုံနာမပြောက်ခဲ့ဘူးဆိုလို့ရှိရင်အခုဆိုလို့ရှိရင်ပြန်มาလဲဆိုတော့အတိခေရမှာအဲ့လိုမျိုးကြီးဆိုတော့အတိတ်ပဲမရှိဘူး။ ဗီမန်က A ပါ If I didn't love you I wouldn't have married you last year နေ့ဝရမ်ချေဘူးဆိုလို့ရှိရင်မနစ်တော်ကလိုက်ခတ်ဖြစ်ခဲ့မှာမဟုတ်ဘူး Second condition at the boy ya ဆိုရင် wouldn't marry လို့ပြောရင်မှန်နိုင်တယ်မဟုတ်ဘူးလားရှေ့ရလက် verb 2နဲ့ဆိုရင်ဆိုအတိတ်ပဲပြန်ကြည့်လို့ရှိရင် last year ဆိုရဲစကလုံးလေးကြောင့်လို့တခါခါကြတော့တမျိုးဖြစ်နေတတ်တယ် see ya ro shin song ma da de myo yi ko phit ni la if i didn't love you i hadn't married so ့ conditioner မှာကျမတို့ head and marry ဆိုအရင်ကမတော့ဘောနော်နောက်က wood နဲ့တခုခုလိုက်တယ်ဒီတကားကျကျမက situation လေးကိုပြောပါမယ်အဲ့ဒါကိုတင့်တော်တဲ့စာကြောင်းလေးစောက်ပြီး comment မှာရေးခဲ့ပါ ချို့ advanced နဲ့ native speaker တွေအခုကျမပြောခဲ့တဲ့ conditional rules တွေကိုဖောက်ပြီးတော့ကြပြောနည်းလေးရှိပါတယ်အဲ့ဒါဒီလိုပုံစံမျိုးလေးတွေပါဥပမာဖြင့် if i were living ဆိုတဲ့ဥစားမျိုးရဲ့နောက်တစ်ခုက would be learning ဆိုတဲ့ဥစားမျိုးအထိပ္ပယ်ပါအောင်ဆိုလို့ကျင်လာလဲပေါ်အခြေခံပြီးတော့ကျမတို့ပြောလေးရှိပါတယ်ဒါလေးတွေကိုလေ့လာနိုင်ပါတယ် ဒီပြင်ဟိုတခါတခါကြားလို့ရှိရင်အရေးသားမျိုးတွေမှာ had i know ဆိုတဲ့ if လို့ဥစားမျိုးအောက်ဆုံးကဖြောက်ထားပြီးတော့ကြတော့စတာမျိုးလေးနဲ့လည်းတွေ့ရတတ်ပါတယ်။ဒါမျိုးကအရေးသားတွေမှာတော့အပြောတွေမှာတခါတခါတွေ့ရတတ်တယ်လေရှိရပေါ့နော်။နည်းနည်း format ပဲကိုပို့စမ်းနေပေါ့နော်။အဓိကကျွန်မပြောသလိုပဲ context ကိုအဓိကအယုံစားရပါမယ်။ကိုပါအောင်ဆိုလို့ကျင်လာလဲဆိုတဲ့ဥစားပေါ်မူတည်ပြီးတော့အဲ့တော့ဒီလိုစာကြောင်းမျိုးလေးတွေကိုတွေ့လာခဲ့ဆိုလို့ရှိရင်သုံးသပ်ကြည့်ကြည့်ပါ။ Thank you so much for watching.